တရားလေးရတရားလေးညတရားလေးညောက်လာပြီလို့ခေါ်တာပေါ့နော်တရားလေးရောက်လာတဲ့ခါကျတော့သူကအောက်တရားလေးနဲ့မတူတော့ဘူးအောက်တရားလေးရကြတော့သမီးတို့ဝေဒနာလေးတွေရှုယုံဒီကာယရုပ်ပါရှုယုံနေသမီးတို့ကအောက်တရားလေးတွေရတရားလေးလေအဆက်တရားလေးရောက်လာတဲ့ခါကျတော့သမီးတို့ကဒီအတွင်းကိုဒီစိတ်ပေါ့အရှင်းမြင်အားလုံးရဲ့အရှင်းမြင်အားစိတ်ပေဦးမင်းတို့ခုဖြစ်နေတဲ့စိတ်ကလေးတွေဟိုလေအခြေအနေကလေးတွေလက်ခံဖို့ဆိုလို့ရှိနေတယ်။အဲ့ ဟိုကောင်းတဲ့ site လည်းရှိတယ်မကောင်းတဲ့ site လည်းရှိတယ်နှစ်မျိုးစလုံးရှိအောင်ဒါသဘာဝပဲလူတိုင်းမှာလူတိုင်းဆိုပြောတာကုံသွားပြီအကုန်လုံးပေါ့နော်အဲ့ညာကျတော့တစ်ခါလေးကျတော့ကိုကဟိုဒီကိုရဲ့တချို့ဟာလေးတွေကျတော့အတိမတ်မပြူတာကိုရဲ့ website တချို့ဟာလေးတွေအတိမတ်မပြူတာ ညာလေးတွေပေါ်ရှိတတ်တယ်လေ။ညာလေးတွေကြတော့တမိတို့ဖော်ထုတ်ပြီးတော့ရှုံးဆန်းမှာရမှာလေညာလေးလေ။အဲ့တော့မှတမိတို့ရဲ့အကျိုးလေးတွေလည်းကြောင်းကြောင်းလာမှာကောင်းလာမှာပေါ့နော်။ကိုယ့်ရဲ့စိတ်ကလေးလေစင်ကြယ်တက်စင်ကြယ်အောင်ထားလာပြီးကိုယ့်ရဲ့အကျိုးလေးတွေကကောင်းလာပြီးမျိုးလေးဖြစ်မှာလေ။အဲ့တော့အဲ့ဒီဟာလေးတွေကကြတော့ပါလိလေဆိုတချို့တချို့တော့မာနအနုဒရာလေးတွေမာနလေးတွေနဲ့လည်းဆိုင်နေမာနဆိုတော့မမြင်ရဘူးလေ။နော်။အကျင်ရောက်တာလေးတွေဒီလိုမျိုးလေးတွေပေါ့။ဟောဒီခါလေးကြတော့ကိုယ်မှာရှိနေတဲ့ဒီအနုဒရာဟို ဒီပြိကာနုဆရာခေါ်ဟောနော်ဒီအာကျန်တဲ့ netflix ကြီးပေါ့အကျန်ကတ်ချင်းနေ netflix တွေလေဟိုဝါတိုင်းရှိတယ်ဒီတိုင်းမှာဟောတချို့ကျတော့ဒီတချို့တချို့တော့ပုံကူတွေကကျတော့ဒီရာကားပြိုက်တွေများတယ်ဒီလိုအခုရဲ့ဆိုင်ရာအကြောင်းပြတာရှိတာပေါ့အဲ့တော့အဲ့ဒီနေရာလေးတွေကိုသူတို့အခုဒီနေရာလေးမှာလက်ခံပြီးတော့ပေါ်ထုတ်ပြီးတော့ရှင်းပြမှာလေရှင်းပို့ပြီးတော့ဟို ကိုအားထုတ်နေတဲ့တရားကိုကရောက်နေတဲ့တရားလေးတွေအပြင်းကိုရောက်နေပြီကိုကအောက်တန်းဆက်ဖက်နေတယ်လို့ဖြစ်နေအောင်ပေါ့နော်အဲ့တော့အညာမလေးကယောဂါကိုရှောက်ဖွေပြီးတော့ပူတာမယ့်နေရာမှာခုနကပြီကိုဖောက်ထုတ်ပေးနေအပေါ်ကနေပြီးတော့အဖက်ဖန်သေးပဲလိမ့်ပြီးတော့ခုနေရဆိုလေညီတင်တာကြီးကမပြောက်သွားဘူးဒီလိုမျိုးဖြစ်နေမှာလေအဲ့တော့ဒီနေရာလေးရောက်တော့သမီးတို့အထူးအပြည့်အဲ့ဒါလေးနေလိုက်ရှူနားလာပြီးတော့ဆရာကြီးတို့စပြီးတော့အားထုတ်ခွင့်တယ်သမီးတို့တဖြည်းဖြည်းတရားဉာဏ်လေးတွေကတော့မသိအောင်မဟုတ်ဘူးเนาะတိတိသွားတယ်ဒါပေမဲ့သိတာဟာသိတာတစ်ပိုင်းပဲလေ အာလက်ခံကျင့်သုံးနေတဲ့ဟာကျင့်သုံးနေတာတစ်ဖိုင်းပဲအဲ့တော့အစိတ်ထဲမှာတစ်ခါသမီးကြတော့ခုနကတော့အာထားပါတော့အဲသမီးတို့ရဲ့ကိုကိုကိုလည်းသမီးတို့တတိထားမင်းထားမင်းမထားရင်မထားမင်းတစ်ခါကျရင်ချက်ခနဲဆိုကိုဒီလိုလေးပြောတယ်ဆိုအဲ့ဒီပြောတာလေးပုံမှာပဲချက်ချင်းတစ်ခါလေးစိတ်ခီးဆိုးသွားတယ်အဲ့ဒါဘာလို့ပြောရလဲအဲ့ညမှာမာနလေးတွေပေါ်လာတယ်ငါကဘယ်ပြောရလဲငါကဒီလိုမြင်နေတယ်အင်းညမှာရှိခဏငါဘုံမှာရှိခဏလေအဲ့တော့အဲ့ဒါလေးကြာကြတော့အလွန်အင်မတန်မှညှို့ညံ့တာဦး ဲ့တော့ရုတ်တရက်ချက်သွားတယ်တတိစိတ်ကိုပဲသမီးတို့ကအဲ့အနောက်ကလေးကိုအာယုံအင်းနေနဲ့ပဲတိလိုက်တယ်ဒါပေမဲ့စိတ်အင်းနေနဲ့မတိလိုက်ဘူးခုနကကြမ်းတမ်းတဲ့စိတ်ဆိုတော့ပါလေးလေးဆိုတော့ဥမာဆိုတော့အချင်းချင်းအဲ့လိုပြိုင်ဆိုင်ခြင်းနေလိပ္ပာခုနအဲ့ဒါကျန်လေးဆိုရင်တက်ဆိုင်နေအားဒီလေးပေါ့အဲ့တော့အဲ့ဒီစိတ်ကလေးတွေကိုသမီးတို့ကကောင်းတယ်မှန်တယ်လို့လက်ခံတာနေတယ်ဒါတွေကိုသမီးတို့မရှုံးတတ်သေးဘူးအဲ့တော့မရှုံးမှတ်သေးသေးအဲ့ဒီစိတ်တွေဟာဘယ်တော့မှအဲ့ဒီပေါ်မှာအသွေးမကုန်သွားဘူး အဲ့ဒီစိတ်ဟာပဲပြန်ပြောခုနဒေါသတွေမာနတွေဆိုတာတကယ်တရားဖြစ်ရတော့မကောင်းတဲ့စိတ်တွေမလားတင်မှာအဲ့ဒါကြီးဒါကြီးပိတ်ချုပ်နေရပေါ့ခုနေအခါကျတော့သူကမဖြောင်းတော့ဘူးကျိုးပဲမဖြောင်းတော့ဘူးလို့ပြောဖြစ်နေဟုတ်နော်အဲ့တော့အဲ့ဒါလေးတွေကတော့ကိုတကယ်ရှုရမယ်ဆိုရင်အသာခံရတာလေတခါတလေကျတော့ဘျောင်းမြန်ဖြစ်သွားပြီလို့အရင်တော့ကကျတော့ကိုကဘသူ့ဘောမှာဆက်ဆက်ထိမခံဘူးဆိုရင်အခုကျတော့ဘျောင်းမြန်ဘသူပြောတဲ့ကခံပြီဒီလိုမျိုးလုပ်ပြရတယ်တရားဆိုတော့ဒါဒီတိုင်းပဲတရားလေးကိုကိုယ်တိုင်လည်းအဲ့လိုပဲခြင်းနေတာကို เนาะအဲ့တော့အဲ့ဒီနေရာလေးတွေကြတော့ဒါခံရတဲ့နေရာလေးတွေရောက်လာတာပေါ့မင်းအဲ့ဒါကเนาะစိတ်အားဖြင့်အနာခံလိုက်ရတာအဲ့ဒါဟာအဆိုးဆုံးပဲဒီမိသေးတည်တကယ်ကြတော့စိတ်အားဖြင့်အနာခံရတာလေအဲ့တော့အဲ့ဒီနေရာလေးတွေမှာတော့ကိုကရဲရင်တဲ့လူတရားအရာမှာရဲရင်တဲ့လူဖြစ်ဖြစ်အဲ့လိုထောက်ထုတ်လို့အတိအမှန်မှန်ရမယ်ချက်လေးမှန်ရမယ်အဲ့တော့အခုကကြောင်းမြန်စီတီတမိလက်လိုက်ထားပါငါ့ဟိုလာပြောရင်ငါမခံဘူးဆိုရင်အခုကြောင်းမြန်ငါ့ဟိုလာပြောရင်ငါခံမယ် တရားပဲဒါတွေကတော့တရားပဲလက်ခံလိုက်ပြီဒီလိုမျိုးကိုဖြောင်းပြန်စိတ်တည်ထားတော့ဒီညမှာလေဟိုကဒေါသလေခံလိုက်တယ်တိခံလိုက်တယ်ဆိုတော့အဲ့ညမှာအာဒေါသစိတ်ကလေးထားလိုက်တာပေါ့အဲ့ကြတော့မှမင်းတို့ရဲ့အစိုးရောင်ကြီးရဲ့စိတ်ကလေးတွေက balance ဖြစ်သွားမှာလေနော်အဲ့တော့တရားဟာတကယ်လို့ကျန်လေးအရှိမပြောသလိုပဲ balance ပဲ balance နဲ့ရရဟာပြတ်တာရဲ့စိတ်နေသဘောထားလေးဖြစ်ရအောင်အဲ့တော့မိမိရဲ့သဘောထားလေးကမပြတ်တဲ့သဘောထားလေးဖြစ်နေရင်ဘယ်တော့ပဲတရားတွေဖြစ်နေနေသူက တိတာတိတာတစ်ပိုင်းပဲလीမမျှတာတဲ့စိတ်နေစိတ်သာမမျှတာတဲ့စိတ်နေစိတ်သာပဲလीเนาะအဲ့တော့အဲ့ဒီဟာကြီးဖြစ်လာအောင်တော့အတိနဲ့အကျင့်နဲ့ပြအောင်တော့ဒီမျိုးပြောင်းအောင်ပေါ့အဓိကအားဖြင့်မျိုးတက်တဲ့ပြောရလို့ရှိရင်တော့ဒီညမှာကျွန်တော်သတိရစိတ်တွေဒီမှာကျန်တဲ့ဒီ positive side ရှိသလို dark side လည်းရှိတယ်ဆိုတာပေါ့အဲ့တော့သတိကတကယ်ဟိုဟာလုံသွားတယ်ငါဘာဖြစ်ချင်တာလဲအတိမပြုခံချင်တာငါဒီလိုဟိုဟာဖြစ်ချင်တယ် နော်သမီးကိုကိုကိုလေအဲ့ဒီညလေးညင်တယ်လေအဲငါလောက်တာလေးကိုဟိုဟာဖြစ်တယ်ဆိုရင်အဲ့ဒီညမှာကိုကိုကိုအဲညရရအောင်ကြိုက်တယ်ပေါ့အဲ့တော့အငါမတရားလေးရှိတယ်ငါဟိုဟာလေးဖြစ်ခြင်းပဲအဲ့တော့ဒီအဲ့ဒီညလေးမှာရှိကြရတယ်စားလုပ်ခဲ့တဲ့စိတ်ကလေးဟာသမီးပါတာသမီးစိတ်ကောင်းလေးတော့ဖြစ်ခြင်းဖြစ်မယ်နော်အပြီးတော့အလုံးလုံးတဲ့အချိန်မှာသမီးစိတ်ကောင်းလေးဖြစ်ခြင်းဖြစ်မယ်ဆိုတော့အဲ့တဖြည်းဖြည်းနဲ့အဲ့ဒီခုနပဝင်းကျင်ရဲ့အာယုန်ရဲ့ရိုက်ခတ်မှုနဲ့မဖြစ်သွားလဲဆိုအဲ့ဒီစိတ်ကလေးဟာခုနပထမဆုံးအပြည့် ူဒီမှာပူဒီမှာကုတလာတမှာကုစုကနေအကုစုဖြစ်သွားတတ်တယ်ဆိုတဲ့စီးရအဲ့ဒါပဲအဲ့တော့စိတ်ရအဲ့ဒီအချိန်မှာအာစိတ်ရိုင်းနေဝင်လာပြီပါလဲဆိုတော့ငါနေရရမငါနေရမရလို့ရှိရင်ငါမကျေနပ်ဘူးအဲ့ဒီဟာတကယ်တရားလေးအခုပြောနေတာဒါတွေကတရားတွေနော်အဲ့ဒီစိတ်ကလေးတွေကိုသမီးဟိုကသမီးတရားထိုင်နေနေအာသမီးဒါလေးဖြစ်ပါလေပါလေဖြစ်ပါလေဟမ်ဘာအဲ့ဒါတွေကတော့ခုမှမထူးဆန်းတော့ဘူးသမီးဆရာကြီးတို့ပြောနေတဲ့ level ဟာအရင်မြင်သွားပြီ တက်နိုင်လို့အတားလေးဖြစ်တယ်ဟိုအလုပ်ဖြစ်တယ်ဒီချင်းတွေဒါလေးတွေတော့ဘုံတော့ပြောနေတော့ငါသိနှိမ့်နေတရားနှိမ့်နေတရားဆိုတာလေကိုလိုကြီးနှိမ့်အောင်ပြောချင်တာမဟုတ်ဘူးเนาะဒါသမီးတို့ပုံမှန်နှက်ယူဖတ်နေကြသမီးတို့အဲဒါနှက်တက်တဲ့အဆင်ဖြစ်နေပြီအဲ့တော့ဒါလောက်ကလေးတည်သွားတာကတော့မှတ်ထူးစံဦးလေဒီနေရာမှာဒီနေရာမှာတစ်ချက်ပို့ပြီးတော့နက်နက်ရှာရှာရပါလဲဆိုတော့အဲ့ဒီပုံမှန်နေနေစမှာဖြစ်နေတဲ့သမီးတို့ရဲ့စိတ်ထားအရေးကြီးတာလေအဲ့တော့ကိုကလောကကြီးမှာတကယ်ကြတော့တရားဟောတာပြုံမဲပြရမှာမဟုတ်ဘူးလေ ရှင်းသုံးမှပြရမလား။အင်းပြီးတာတော့ဥပမာသူကတော့ဒီဝရက်လည်းညင်ကြီးတာပဲနော်ပြီးတာပဲ။နေရာကြတော့အဲဒီသူဟောတဲ့တရားတွေတချို့ကလေးဆိုရင်အဲ့လိုညံ့ညံ့ကြီးတောင်ပါသေးတယ်။သို့တော်လည်းအဲ့ညံ့မှာအဲစိတ်ကောင်းရှိခြင်းမရှိခြင်းတကယ်အဲ့ဒီဟာကိုအဲ့ဒီသိတဲ့ဟာကိုသိတဲ့တိုင်းရှင်းသုံးခြင်းမသိတဲ့သုံးခြင်းဟာပဲကွာခြားသွားတာဟုတ်သူတွေကလေ။အဲ့တော့အဲ့ဒီအချိန်မှာတကယ်ကြတော့သမီးကစိတ်ထဲမှာပါတယ်ဆိုတော့အဲ့ဒီကို ။ဘာနဲ့ဆိုင်နေလို့ထင်လိုက်တဲ့နေရာကလေးပေါ့။တတိယတော့အဲ့ဒီနေရာဟာဘယ်သူနဲ့ဆိုင်ဘယ်သူနဲ့တော့မဆိုင်ဘူး။အဲ့တော့ဘာနဲ့ဆိုင်နေလို့ထင်နေတဲ့အရာလေးတွေပေါ့။အဲ့တော့အဲ့ဒီအပေါ်မှာအမိပြုတ်ပြီးတော့ဖြစ်နေတဲ့မာနအနုဒရာလေးတွေ။မိခုကြွနေရဟာအဲ့ဒီနေရာ။အဲ့တော့အဲ့ဒီနေရာကိုအထူးအပြည့်ရှိတာ။ဒါကပြောနေရင်လည်းအထီးကိုသမီးစိတ်ထဲမှာအဲ့ဒီဟာကြီးပုံမှာအဲသမီးရဲ့စိတ်ကလေးတွေကမပြေသေးဘူးနော်။ဒီကတော့ ပြန်နေတဲ့ရှုပ်ခွက်နေရာလေးတွေသူမျိုးထောက်ပြတာဒီစိတ်တွေပုံမှာလေဟိုဆွေးနန်းနေတဲ့စိတ်တွေအဲ့ဒီဟာပုံမှာကိုကဟိုဟိုဟာဖြစ်ချင်နေတဲ့စိတ်တွေနေရလိုချင်နေအရေးတူဟိုဟာဖြစ်ချင်နေတယ်ဒီအခါမှန်ပြောရသလိုအဲ့ဒါတွေအကုန်လုံးကသူ့ဟာသူတကယ်တော့တိုက်ဆိုင်လို့ဖြစ်နေတဲ့တရားတွေကိုလုံးယူလို့ရတဲ့တရားတွေလည်းမဟုတ်ဘူးเนาะအချိန်တန်တော့လည်းအကုန်လုံးထားခဲ့ရတဲ့ဟာတွေပဲဒီအဲ့တော့ ်အဲစကားအစ်တော်ပြောရလို့တမီးတို့ဒီတရားလေးတွေခေါ်တယ်တရားလေးအကုန်လုံးငါပိုင်တာမဟုတ်ဘူးတရားလေးတွေပြောတာလေအချက်ဖန်ဖန်တော့ရှိတာပဲဒီဒါပေမဲ့တကယ်ပဲရင်ထဲထိသွားပြီလားမထိသေးဘူးမထိသေးဘူးဘာလို့မထိသေးလဲအဲ့ဒါလေးအပေါ်မှာတမီးငါလို့တကယ်လို့ထင်နေတဲ့စုပ်ပိုင်မှုလေးတွေရှိနေပြီတော့အဲ့တော့အဲ့ညာလေးလို့တမီးအထူးအပြင်ဖော်ထုတ်ပြီးရှုရပါကတော့သဘောပဲသဘောပဲတို့မြောက်လေတို့မြောက်လေဒီတော့နဲ့မရတော့ဟုတ်တယ်တမီးစေအဲ့လောက်နဲ့မရတော့ဘာလို့လဲဟိုဟာလေးတွေက ဲ့နေရာလေးတွေကိုကျော်သွားပြီလေလက်ဆိုင်တဲ့နေရာလေးတွေရောက်နေပြီဟာဟိုအပေါ်ရန်တက်လွားပေါ့တက်လွားပြီးတက်လွားခင်မကစားသလိုပေါ့ကျန်တော့တက်လွားပြီးတက်လွားဖောက်ဖောက်ဖောက်သွားတာလေအဲ့တော့အခုထပ်ပြီးတော့ထိရမယ်နေရာဟာဟိုးအတွင်းဆုံးကသမီးရဲ့ခြေကုပ်ယူထားတဲ့ပြောရမယ်ဆိုရင်တော့အတ္တမာနာပေါ့အခုခြေကုပ်ယူထားတဲ့နေရာလေးတွေပေါ့ဒီကိုရောက်နေပြီအဲ့ညာကိုဖြစ်နေပြီ အဲ့တော့အဲ့ညာထီတော့သူမခံနိုင်ဘူးလေကြည့်ကြည့်လိုက်ရလေအဖန်ပြောသလိုအဲ့ညာလေးကြီးရောက်တော့အငါ့ကိုအတိတ်လိုအရေးတကြီးမလုပ်ဘူးငါလောက်ထားတော့အရေးတကြီးမလုပ်ဘူးဆိုရင်စိတ်ထဲမှာမကြည့်နဲ့တော့ဟောငါ့ကို appreciate လုပ်လို့ရှိရင်တော့ကြိုက်တယ်ငါ့ကို appreciate မလုပ်ဘူးဆိုရင်ငါမကြိုက်ဘူးဟောဒီလိုမျိုးပေါ့အဲ့ဒီအခုပဲဖုန်းပြောနေရင်းနဲ့ပဲသမီးမအဲ့ဒီအဆစချင်းမှာသမီးအဲ့ဒီလေးတန်လေးတွေပေါ့ခုနကကလုံးလေးတွေမာနေအတန်လေးတွေမာနေစိတ်ကလေးတွေမာနေဆိုအဲ့ညာလေးကိုပြောတာသမီးကိုယ်ကိုမတိလိုက်ဘူး ဒါသကလုံးလေးတွေပြောင်းပြောင်းသွားတယ်။လေးစံလေးတွေပြောင်းပြောင်းသွားတယ်။တရားတရားတရားတွေတော့တရားကြတယ်။အဲ့တော့အရင်လောက်ကိုသိနိုင်ရမှာတရားဆိုတာ။အဲ့တော့အဲ့ညမှာသမီးရဲ့ဟိုအတ္တချိကုန်းယူလာတဲ့နေရာလေးတွေပေါ့နော်။အဲ့ဒီအတ္တချိကုန်းကလေးကိုငါဒီနေရာလေးထိရင်မခံနိုင်ဘူးဆိုရင်ညာတသွားရှုပဲ။အဲ့အဲ့ညမှာတော့ကံံပြောသလိုပေါ့သမီးတို့ဒီနေရာရောက်တဲ့အခါကျတော့နှလုံးသွင်းရတော့ပြောင်းရတော့အဲ့တော့နှလုံးသွင်းရင်းပြောင်းရမယ်ဆိုတော့ဖားလဲဆိုတော့ဥပမာအရှိမအဖန်ဖန်ပြောသလိုပေါ့နော် ဒါဒီအကောင်လုံးကငါနဲ့ဆိုင်နေတယ်။အာဒါကြီးတွေကဟိုကဖြစ်တယ်လို့ယူထားတာ။သူတို့တကယ်ဖြစ်နေတယ်လို့ယူထားတဲ့အရှင်ကြီး။ကျွန်တော်တကယ်ပဲဖြစ်နေတယ်လို့ထင်နေတဲ့အရာတွေအကောင်လုံးကငါ့ကိုဒီလိုလောင်ပြောနေမကြိုက်ဘူး။အငါ့ကိုဒီလိုသက်ဆိုင်ရင်မကြိုက်ဘူး။ဘာဖြစ်လို့လဲ။ဒါဒီတကယ်ဖြစ်နေတယ်လို့သူမျိုးယူထားတယ်။အဲ့တော့ကျန်ရီတို့ကမရှိတဲ့တရားတွေ။အဲ့တော့ဒီညမှာကြားရတော့မရှိဘူးဒါလေးတကယ်မဟုတ်ဘူးအခန့်ခန့်ပြောနေတယ်။ဘာဖြစ်လို့လဲ။ တကယ်ဒါကြီးကတကယ်ကြင့်နေရတဲ့တရားကိုကျမခုနအရှိမဘာဖြစ်လို့တရားလေးဒီညလောက်ထိရောက်လာလဲသမီးတို့အရှိမတကယ်ကွာနေလေနိုင်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 တကယ်မှန်နေလေကျမအဲ့တော့ဒီစိတ်ကလေးကသမီးတို့ရံဖန်ရခါကြရင်အင်းလိုက်ပြီးတော့အော်ဟုတ်တယ်ငါလုံးဝမခံနိုင်တော့တဲ့ခါကြတော့ဒီလိုလေးတွေးလိုက်တယ်ဒီလိုလေးပေါ်လာတယ်ဒါပေမဲ့အဲ့တကယ်နေလောက်မှာလားဟေ့ဆိုတဲ့အချိန်ကြာလို့ရှိရင်တော့ဟမ်ဘလို့အဲ့လိုလာမပြောနေမကြိုက်ဘူးအာဒီလိုလာပြီးတော့မဆက်ဆံနေမလူချင်းဘူးသူကဒါမီးအရင်ကြီးကလေးကျွန်မအဲ့ဒီတစ်ချိန်လိုက်ပြီးတော့မပွားနေလို့ရှင်းရှင်းလေး ဲ့တော့အဲ့ဒီနေရာလေးတွေကိုသူကြီးအရှင်ပေါ်ပါနေရာလေးတွေပါလေဆရာမကခုနကထောင်းဖက်ဖြစ်သွားပြီမသိနိုင်ဘူးတပည့်တိဘုံမသိဘူးအဲ့တော့ဘာဖြစ်လို့မသိလဲဘာဖြစ်လို့မသိလဲဆိုတော့အဲ့ဒီစိတ်အသေးစိတ်ကလေးတွေပုံမှာသူကြီးလိုက်ပြီးတော့နံပါတ်1ဒီနေ့လိုက်ကြမပွားနေဘူး။ဒါမှမဟုတ်ခုနဒါလေးကြီးအဲ့ဒီဒါလေးကအတွေ့အသက်ပဲအာရုံသက်ပဲလို့တမီးတို့ဖွားနေရမယ်လို့ကျန်လေးပြောတာလေ။ဒါပေမဲ့တမီးအဲ့ဒီဟာလေးကိုမချင်တော့ဘူး။ဟုတ်။ဒီညမှာတော့အဲ့တော့အခုဒီညလေးကိုပြန်ပြီးတော့ summary ကျောင်းသွားလို့ရှိရင်အဲ့ဒါသတိလိုက်ပြီးတော့မတင်သုံးနေဘူးဆိုရင်တော့ချက်ဖန်ဖန်ပြောသူလို့ပေါ့သိကြုံပဲသိပြီးတော့စေးတော်ယူသွားတယ်အိမ်မှာစေးမတော့ဘူးအဲ့ရောကပြောက်ပါမလားအဲ့တော့အဲ့စေးကိုသူမျိုးတောက်ရမယ်သူမျိုးတောက်မှရမှာအဲ့လိုလေးတင်းတင်းလေးနဲ့ဖြစ်မှန်းမသိဖြစ်သွားတဲ့စိတ်ကြီးအဖြစ်သူမျိုးသိအောင်လုပ်ပြီးတော့ရှူရမယ်အဲ့ညာလေးကတူချက်ပဲအဲ့တော့ဒီစိတ်ကလေးတွေကိုသူမိလိုက်ပြီးတော့အရင်ရှူအာကျန်လေးပြောသလိုနော်ပိုရင်းတက်ဆိုင်တဲ့စိတ်ကလေးတွေဖြစ်နေပြီ ပိုပြီးတော့တမီးတို့အတ္တချေခုံးကိုထိနေတဲ့စိတ်ကလေးတွေဖြစ်နေပြီအဲ့ဒါဟာတမီးတို့တို့ကတကယ်ဖိနော်ဒီကစလာကြည့်တယ်။အပါတင်လို့တမိညာနေဒီလောက်ကောင်းတယ်။တမိကိုကိုတမိကလည်းဒီညာနေဒီလောက်ကောင်းတယ်ဆိုကိုကိုလည်းသိတယ်။ဒါပေမဲ့အဲ့ဒီပုံမှန်လည်းတမိ block ဖြစ်တယ်ဟုတ်တယ်မလား။ငါဆိုတာဖြစ်တာ။ငါဘလို့ညံမျိုး။ဒါပေမဲ့တကယ်ကြီးလည်းကြတော့ဒီလားငါလားဟိကြုံလားတော့အဲ့ညာမှာတမိကလည်းဟောတမိတောင်မသိလိုက်ဘူး။ဥမာသိတာတမိပြောတယ်လေ။အဲ့တော့ဘေးညာမှာတမိညာကောင်းတယ်လို့တမိကိုကိုအာမာနာတက်အောင်ပါလေ။ အတားကြီးအကုန်လုံးဟာဆက်ဆက်ပြောတယ်လို့တော့တိုက်ဆိုင်ဖို့ဖြစ်နေတာပါဘာလို့ကိုကငါတော်တယ်လို့လည်းဟိုမမောက်လိုက်နဲ့ကိုကငါညံ့တယ်လို့လည်းကိုကမဆွဆွဲတိုင်းပေးရမှာပါမှမဟုတ်ဘူးအားလုံးကတိုက်ဆိုင်ဖို့ဖြစ်တယ်ရတယ်အလုံးကငါလုံးလုံးဖြစ်တာလည်းမဟုတ်ဘူး။အာငါမလုံးလို့ဟာဝိုင်းကြီးဖြစ်သွားတာလည်းမဟုတ်ဘူး။သူကသူပေါ်လာတာလည်းမဟုတ်ဘူး။ခင်ရမှာပါမှာမဟုတ်ဘူး။အလုံးကတိုက်ဆိုင်ဖြစ်နေတာတည်းရတယ်။အဲ့တော့အဲ့ညာလေးအဲ့ဒီတော့အသေးစိတ်လေးတွေတမီးပြအောင်လုပ်ပြီးရွှေပါနော်။ တင်ပါကဒီနေ့နောက်ထပ် chapter တခုပေါ့ကိုသူမီး drawing line နဲ့ chapter လေးတခုပြီးတခုကိုရောက်ရောက်လာတာပဲဒီအသိခွင့်ရမယ် chapter အဲ့ဒါကြောင့်ပြောတယ်သူတို့ဒီနေရာမှာသမီးရဲ့စိတ်ကလေးရာတကယ်အမှန်တမ်းပြောလို့ရှိရင်ဟိုခုနကညကောင်းနေနေရာပေါ်မှာသမီးတို့ပုံမှန်အမိဖြူပြီးတော့သမီးတို့ကိုသူတို့အမိဖြူပြီးဖြစ်နေတဲ့ခွာနာလေးအကြတွေကအချင်းချင်းဖြစ်နေတာအဲ့ဒီပုံမှန်လေးတပန်တွေကလုံးနေဆိုင်နေစိတ်ကိုခံစားပြောစလို့ပဲ ဒါပေမဲ့အခုဒီညကျတော့တော့ကျောင်းပြန်နေရအောင်တော့ပို့လေတရားတရားအထုတ်နေသူတွေကိုတရားတရားပြမှာလေနော်မဟုတ်ဆိုရင်တော့ဘာဖြစ်လို့တရားလို့ခေါ်ပါလိမ့်ညနေတော့အဲ့တော့အခုကအဓိကသမီးတို့ကအဲ့ဒီစိတ်ကလေးတွေမပြေဘူးဆိုတော့အဲ့ဒါပဲခုနကသမီးကိုကဟာသမီးတို့ဒီစိတ်ဖြစ်လို့ဖြစ်တော့ခဏတော့သမီးတို့မသိလိုက်ပါဘူးဖြစ်နေသမီးတို့စိတ်မပြေဘူးဆိုတော့ညနေတော့အဲ့ဒါကိုပြောတာလေအဲ့ဒါချေကိုယူလာတဲ့နေရာလေးကိုဖြိလာရင်သမီးတို့လုံးဝမရဘူးလူကြီးဖြစ်တာဟုတ်သမီးကစကန်နေ မပွင့်ရသေးခြင်းအကြောင်းရင်းဟာလေဒါပဲချက်ပြောရရင်ဒါပဲနော်အဲ့တော့ဒီရင်တော့တော့ငါတို့လာမရှိနေသေးဘူးငါတို့ကအာမွေးပွေလာထင်ရင်ပေါက်မယ်ဘာမှမဟုတ်ဘူးအခုကကြောင်းမြန်ဟိုကထိရနေပေါက်မယ်ဆိုရင်မွေးပွေပဲနောက်ဆုံးကြတော့ဟိုဟာလေးအလုပ်ခံရတာမလားအာဘာဖြစ်လို့လဲရှင်မွေးတွေလူတွေမရဘူးလေပေါက်မယ်ဆိုရင်မွေးပွေလူတွေရိုက်တာမလားအဲ့တော့အဲ့လိုသဘောဖြစ်နေ အခုကတမီးတို့ကဒီကောင်းညာတွေကပြနေတယ်ကိုကကြတော့သူပြနေတယ်သူပေးနေတဲ့စင်ကိုအခုထိမရဘူးဖြစ်နေအဲ့တော့အဲ့ဒီစိတ်ကလေးကိုတက်နိုင်ခြင်းတမီးတို့ရဲ့အဲ့ဒီအမြဲတမ်းအဲ့ထောင်သွားနေတဲ့စိတ်တွေပေါ့နော်ငါ့ကိုသာမသိနဲ့ငါအခုပေးရတာငါတို့ဒီလိုဖြစ်နေသေးလို့နောက်ငါတို့ဘာဖြစ်လာရင်ဘယ်လိုလုပ်ပလိုက်မှာအဲ့ဒီစိတ်ကြီးအဲ့ဒီစိတ်တွေကိုတမီးတို့နာနာရှုပြရမယ်နာ မြင်ကြနေတဲ့ခုနဟောကောက်ကလေးပေါ့နော်ဒီဒီအော်တာလေးကအတွေးတွေပဲဒီကလေးတွေကဒီအဲ့ဒီအလုံးလေးတွေပေါ်လာတဲ့ပေါ်လာတဲ့ဒါတွေကအတွေးအရင်းငေါ့စဉ်းစားနေရဒါတကယ်မဟုတ်ဘူးအဲ့ဒီဟာလေးတွေကိုသူတို့တစ်တေးချာချာနက်နက်နေနေပွားပြရမယ်ဟာ completely ပြောင်းရဖြစ်သွားမှာနော်ဟိုမှာငါတို့ခုနကပြောသလိုငါတို့ကိုကိုပွေးတော့ဆိုတော့ငါကအခုရှိမွေးတက်ရတဲ့အတွက်ကြောင့်မလို့ပိုခတ်တယ်နော်ဒီဟာလေးကိုပြောနေတဲ့ဒီဟာလေးကနည်းနည်းပုံပြီးတော့ မြင်လာပြီကိုယ့်ရဲ့ဇယိုက်ကိုဒါပုံမှန်လीပုံမှန်ဇယိုက်ကတော့ဒါဒါပဲပေါ့အဲ့ပုံမှန်ဇယိုက်ကလေးကိုစံတက်ရတဲ့နေရာဟာသူကဇယိုက်ထဲမှာညိနေတဲ့ခိလိတာတွေပေါ့နှုတ်တရာခိလိတာတွေပေါ့ဖေးနေရလीအဲ့ဒီနေရာကိုဖေးချင်တော့ကြောင်းမြန်မဲသွားမှရတယ်နော် ော့အဲ့ဒီဟာလေးတွေကိုတော့နည်းနည်းလေးအာစူးစမ်းကြည့်ပေါ့နော်မှန်ပါဗျာအဲ့တော့သူများပုံမှာလိုက်ပြီးတော့ဆရာကြီးက30ဆရာလုံးလည်းမလို့တော့ဘူးဟိုကလည်းမလို့တော့ဘူးဘလို့သူလည်းမလို့တော့ဘူးအားရနေဆိုအဲ့ဒီမှာငါမတင်ရဘူးလားငါမတင်နိုင်အောင်ငါဒီညကမတင်ရတဲ့သဘောတရားလေးရှိနေသေးလားအားလေးကိုမကြည့်တဲ့လားအဲ့ညလေးကိုဘလို့ငါတို့ယူလိုက်တာလေဒီလိုပဲကိုယ့်စိတ်ကိုယ်ကိုလိုက်လိုက်စီးနေရမှာဆရာကြီးအဖန်ပြောပြလို့ပေါ့နော်တင့်ယုံတယ်တခုလည်းမဟုတ်ဘူးနော်အဲ့ဟာကိုတကယ်ကိုဒီကမ္ဘာလုံးလုံးဝတကယ်အာငါကြောင်းနေသွားပြီငါတို့ကျန်တော့နေပြီဆိုရ opportunity ရောက်အောင်ဒီကမတို့အဲ့ဒီဟာလေးကိုအဲ့ဒီစီစားနော်အဲ့တော့အရင်တော့ကလုံးဝ completely ပြောင်းသွားတာပေါ့ဟာအရင်တော့ကဘူးဘူးအခုမဟုတ်တော့ဘူးရှင်းမွေးအဲ့ဒီကိုအဲ့ဒါဟာလေဖန်ပြမဟုတ်ဘူးနော်သိပါဘူးတကယ်ကိုအဲ့ဒီလိုငါပြောင်းလဲခြင်းတည်းဆိုရင်စိတ်နဲ့ကိုတကယ်လိုက်ပြောင်းရပါမှာတရားဒါဟာကြာလေးတော့အမြင့်ဆုံးတရားရဲ့အမြင့်ဆုံးနေရာကိုပြောပြတာပေါ့အဲ့ဒါတော့တွားဖို့လေဟာဒီနန်းကြောင့်လို့ပြောပြတာပေါ့နော်